low block တွေ mid block တွေကိုဒီ one versus one scenarios နဲ့ထိုးပေါက်နေတဲ့ fashion က premier league ရဲ့ fashion တစ်ခုဖြစ်လာတယ်။ soccer ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီ season ကတော့ wine spec ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးထားပါတယ်။ပရိသတ်တွေကဘောလုံးအားကစားနည်းနဲ့ရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားစုံလင်တဲ့ဈေးကွက်တွေနောက်ထပ်တော့ out academy ရှိတဲ့ mount ready တွေနဲ့ရင်ခုန်ခြင်းနဲ့ဆိုရင်တော့ wine spec ကို download လုပ်ပြီးတော့မှ soccer house mm promo code နဲ့အတူ ကောင်းဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကို bonus အစီအစဉ်ရယူနိုင်တယ်ဆိုတဲ့အကြောင်းလေးလည်းတင်ကောင်းပါချင်ပါတယ်တခြားအားကစားနည်းတွေပြင်ဒါ cyber game တွေကနေတဆင့်အခါအားလျော်စွာ promotion တွေပေးပြီးမှ bonus တွေရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါချင်ပါတယ် promo code ကိုတော့ဒီ video ရဲ့ comment box မှာလည်းဒါကြည့်ရှုနိုင်ပါတယ်ခင်ဗျာစောက်ကားဟုတ်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဒီယာတီမှာဒါပြောင်းလဲမှုတွေ ပြင်ဆင်မှုတွေဒါအစ်စ်ထပ်ပြီးတော့ပြုလုပ်လာတဲ့ Guardiola ရဲ့ ideology တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ season မှာတော့ကျွန်တော်နဲ့အတူကောင်းသိက်ကပါဝင်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါညီလေးမင်္ဂလာပါကိုကဲ Man City နဲ့ Guardiola ကဒီအသီးမှာပြောင်းလဲမှုတွေစပြီးတော့လှုပ်လာတယ်ဗောနအရင်တည်းကတော့သူတို့ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုပေမဲ့ဒီအသီးမှာတော့တော်တော်လေးတိတိတသားပြောင်းလဲလာတယ်အဲ့ဒီထဲမှာပုံမှန်မြင်တွေ့နေကြပုံစံတွေနဲ့မတူတဲ့အပြောင်းလဲမျိုးတွေသူရဲ့ ideology တွေလည်းမြင်လာတယ်ဆိုတော့ဒီအသီး ဒါထွက်မှာတော့သူ့အပြောင်းလဲတွေကနည်းနည်းလေးရုန်းကန်ခဲ့ရပြီးတော့အခုတော့တဖြည်းဖြည်းနဲ့ပုံစံတစ်ခုကိုပြန်ပြီးတော့မြင်လာရပြီ Man City ကလည်းလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာတဲ့အနေအထားလို့ရောက်လာပြီဆိုတော့အဲ့တော့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ Guardiola နဲ့ပတ်သက်တဲ့အမြင်လေးသူ့ရဲ့ဒီပြောင်းလဲမှုတွေပေါ်မှာဒီလေးအမြင်လေးပြောပြပါဦးဟုတ်ကဲ့ပါပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့ဒီ Guardiola ရဲ့ Manchester City ကကြာဆင်းမှုလေးတွေရှိတယ်သူ့ရဲ့ဒီ positional play ကမေခွန်းထုတ်စရာလေးတွေရှိလာတယ်မစီတီတရာဒီလုံးဒီပါလဲတရာဒီရုံးကန်ကြရတယ်ဖလားလက်မဲ့ရာဒီတစ်ခုကိုဖြတ် ဖြတ်တန်းခဲ့ရပြီးတော့ဒီချန်ပီယံလိဝင်ဝင်တခုကိုတော့သူတို့ရရှိခဲ့တယ်ပေါ့အဲ့တော့ဒီယာဒီမှာဆိုရင်လဲသူမန်စီးတီးကချန်ပီယံဖြစ်ဖို့ရေပန်းစားမှုမှာဆိုရင်ဒီလီဗာပူးတို့အာဆင်နယ်တို့ရဲ့အနောက်မှာပြောင်းတယ်တတ်မှတ်ခံခဲ့ရတယ်ပေါ့ဒါပေမဲ့မန်ချက်စတာစီးတီးမှာဒီယာဒီဂွာရီယိုလာပြုတ်လုံနေတဲ့ဒီအိုင်ဒီယိုလော်ဂျီအသစ်တွေပေါင်းထည့်လာခြင်းကမန်စီးတီးကိုချန်ပီယံပြိုင်လန်းချောင်းပေါ်ကနေပြီးတော့ဟိုအထင်သေးလို့ရတဲ့အနေဒါမှမဟုတ်ဘူးဆိုတာကိုတော့အဓိကဆွေးနွေးသွားမှာပေါ့ဟုတ်ကဲ့ ဟုတ်ကဲ့ပါအဲ့တော့ဒါပထမဒီယာဒီအစမှာတော့၃ပွဲမှာ၂ပွဲရှုံးပြီးတော့တော်တော်လေးရုန်းကန်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဒေါ်နာရမာရောက်ရှိလာခြင်းနဲ့အတူသူ့ရဲ့ဒီပြောင်းလဲမှုတွေကလည်းပို့ပြီးတော့အလုပ်ဖြစ်လာလို့မြင်ရတယ်ပြီးတော့သူ့ရဲ့ကစားဟန်တွေလည်းအများကြီးပြောင်းသွားခဲ့ပြီးတော့အခုနောက်ပိုင်းမှာသူတို့က positional play ကနေပြီးတော့နည်းနည်းလေး chaos ကိုနည်းနည်းပေါင်းလာတဲ့ပုံစံမျိုးလေးတွေတွေ့လာဆိုဒီဘိုင်းနဲ့ပတ်သက်ပြီးတော့သူသွားနေတဲ့ဒီဒီယာဒီအနေထားတွေပေါ်မှာလည်းညီလေးကပြောပြပါအောင်အာဟုတ်ကဲ့ပါကိုစိုးကြီး ဒီ Manchester City ကိုကျွန်တော်တို့ကြည့်လိုက်မှာဆိုအထူးသဖြင့်ဒီ back quarry ကိုလာပေါ့နော်သူရဲ့ဒီ positioning order ပေါ့ဒီကစားသမားတွေကိုသူတတ်မှတ်ထားတဲ့တယောက်နဲ့တယောက်အကွာအဝေးဒီ zone တွေမှာနေရာယူတာကိုသူကသဘောအရင်ကြားတယ်ပမဲ့ရဆိုဒီ2008ခုနှစ် Champion League အုပ်စုပွဲစဉ်ပေါ့နော်ဒီ Sporting Lisbon နဲ့ကစားတယ်အဲ့ဒီပွဲစဉ်မှာသူသူတရားရီ honorary ကိုဒီဘဲတောင်မှကစားရတယ်ပေါ့နော်အလဲမာ E2 ညာချမ်းမှာ Messi နဲ့သူ့ညာတော့ဘဲတောင်မှထားကစားပေမဲ့ honorary က ပွဲချိန်14မိနစ်မှာဒီညာချမ်းကမက်ဆီနဲ့သွားပေါင်းပြီးတော့ဒီအဖွင့်ကိုသွင်းယူလိုက်တယ်။အဲ့ပွဲစဉ်မှာပဲဒီဒုတိယပိုင်းလည်းပြန်ဆလာရော honorary လူစားလဲလိုက်တယ်။သူကဆိုလိုချင်တာကပက်ကွာရီလားသူ့ရဲ့ဒီနေရာချထားမှု order တွေနဲ့ပတ်သက်ရင်ဂိုးပဲသွင်းသွင်းဖန်တီးမှုပဲလုံးလုံးသူဒီဟာကိုသူ့ tactical discipline ကိုဖောက်ထွက်လာတယ်ကိုသူခွင့်မလောက်ဘူးပေါ့နော် honorary ကလည်းဒီနောက်ပိုင်းမှာဒီကြောင်လေးပြန်ပြောထားတာရှိတယ်။သူအဲ့အရာကြောင့်ပက်ကွာရီလားကိုအရင်လေးစားတယ်ဆိုတဲ့အကြောင်းကိုလည်းပြောထားလေးရှိတယ်ပေါ့။ဒါပေမဲ့ဒီဟာကြီးကပက်ကွာရီလာရဲ့ ideology တခုတော့မဟုတ်ဘူး။ ဂွာရီယိုလာကဟို innovation အရင်ကောင်းနေပေါ့နော်နီးပြရ innovate innovator ဖြစ်တယ်သူကဟိုခေရှိလေပြေးတယ်လို့ပြောလို့ရတယ်ပေါ့နော်အခုဒီဘက်ဘလုံးလောက်ကကိုကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဟို present အားဖြင့်ဒီ high present ကစားတဲ့အသင်းရည်အတွက်ဒီ man orientation ပေါ့နော်ဒီ man to man တက်ပြီးတော့ high block နဲ့ကစားတဲ့အသင်းရည်အတွက်တွေကညော့လာတယ်အဲ trend ကဘယ်ဟိုဖြစ်လာလဲဆိုတော့ဒီ mid block low block 442ဒီ451ဒီ mid block low block လေးဘက်ကိုရောက်လာတယ်အဲ့လိုရောက်လာတဲ့အနေအထားမှာဒီ Manchester City ရဲ့ ball circulation လေးနဲ့ passing လေးနဲ့တွားတဲ့ ပုံစံထက်ပုံစံကဒီ low block တွေ mid block တွေကိုဖြုတ်ခွင်းရခတ်လာတယ်အဲ့အတွက်ဘောလုံးတည့်ရိုးရှင်းတဲ့ဒီ jewel တွေပေါ့နော်ဒီကစားသမားတယောက်ချင်းကြော်ဖြတ်မှုတွေ1 vs 1 scenarios ဒီဘက်ကို guardiola ပြန်ပြီးတော့ဥလှည့်လာတယ်ပေါ့အဲအဲ့ဒီအဲ့လိုအနေထားမှာထူးခြားတာကဒီ guardiola ရဲ့အသင်းကိုကျွန်တော်တို့ riders ရောက်လာပြီဒီ riders ကဘက် guardiola တွားခြင်းနဲ့ဒီ1 vs 1 scenarios ဒီဘက်ကိုဒီ carry တွေလုပ်မယ်ဒီ vertical tendency ဘက်ကိုအများကြီးအကောင်းသွားစေတယ် ဒီအသည်ကိုကြီးလိုက်မယ်ဆိုရင် Rinders ကဒီကစားပြီးတဲ့ပွဲထဲမှာပဲ Bulgarian အချိန်ပေါင်း60ကျော်လောက်ပြုတ်ထားတယ်အဲ့ဂျင်း60ကျော်မှာသူဆွဲပြေးထားတဲ့မီတာကမီတာ1100ကျော်တယ်ပေါ့နော်တချိန်ဆွဲပြေးရင်ဒါ70မီတာဝန်းကျင်လောက်ကိုရှိတဲ့အထိကိုပြောလို့ရတယ်အဲ့ထဲကနေပြီးတော့ပဲကျွန်တော်တို့သူ progressive carry ဖြစ်တဲ့အချိန်အတွက်က48ရာခိုင်နှုန်းလောက်ရှိတယ်အချိန်60မှာအနည်းဆုံးအချိန်40ကျော်လောက်က progressive carry ဖြစ်တယ်ပေါ့နော်အဲ့တော့ progressive အကြောင်းကျွန်တော်ဒီပြည့်စက်တွေကိုလည်းဘုဒ္ဓရအောင်ပြောရရင်ဒီ progression ဘောက် progression ဆိုတာမှာဒီ carry ရှိတယ် pass ရှိတယ်ပေါ့နော် carry ဆိုတာကဒီဘောလုံးစဆွဲပြေးတဲ့အမှတ် A ရနေပြီးတော့နောက်ဆုံးဆွဲပြေးပြီးတော့ကိုအသင်းပေါ်ခြေတဲ့ကိုအောင်မြင်စွာဘောလုံးပြပူလိုက်တဲ့အကွာဝေးအဲ့အကွာဝေးဒီဒီပြိုင်ဘက်ဂိုးပေါက်ပတ်ချမ်းကိုဖျက်ရမယ်ဂိုးသွင်းဖို့အခွင့်လမ်းနေတယ်ပို့ပြီးနီးဆက်တဲ့အရှင်နေဖြစ်ရမယ်နေရာဖြစ်ရမယ်ဇုံဖြစ်ရမယ်ပေါ့နော်အဲ့အကွာဝေးထဲမှာဒီ carry ကိုကျွန်တော်တို့ကအနည်းဆုံး5မီတာပေါ့15ဖီလောက်အနည်းဆုံးဘောလုံးဆွဲပြေးပြီးကိုအသင်းပေါ်ခြေတဲ့ကိုအောင်မြင်စွာဘောလုံးပြပူပေးနိုင်တဲ့တော့မှ progressive carry လို့သတ်မှတ်တယ်ဒီအဲ့လိုပဲ progressive pass ရတော့လေသူကကြတော့ pass pass ကကြတော့ဘောလုံး စလွတ်တဲ့အေးရနေပြီးတော့ကိုယ်အသိမော်ခြေတဲ့ကိုအောင်မြင်သွားပေးပို့လိုက်တဲ့ကိုယ်အသိမော်ကြာလဲဒီဘလုံးကောင်းစွာလက်ခံနိုင်တဲ့အမှတ် BT ကိုအနည်းဆုံးကွာဝေး25ပြီရှိရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က progressive pass ဖြစ်တယ်လို့သတ်မှတ်တယ်ပေါ့နော်အဲ့လိုမျိုး action တွေကို riders က carry အဖြစ်ပို့ပြီးတော့ပြုတ်လုံနိုင်တယ်ဒီကွင်းလယ်ကျောင်းကနေဆွဲပြီးတော့ဘလုံးဆွဲဆွဲပြေးပြီးတက်သွားပြီ1000 GW တွေသူလုံးမယ်ဘလုံးပြတ်တာတွေလည်းရှိတယ် possession loss ဖြစ်တာတွေလည်းရှိတယ် ဲ့လိုပဲနောက်တစ်ယောက်ကိုထက်ကောက်ကြည့်လိုက်ရင်ဒီ John Stone ပေါ့ John Stone ဆိုတာဒီအတီမှာပွဲက၄ပွဲ၅ပွဲပဲကစားရသေးတယ်။နောက်တန်းတယောက်နေလို့ဆိုသူကလည်းဒီမီတာပေါင်း240ကျော်လောက်ကိုဘောလုံးဆွဲပြေးထားတယ်။အချိန်အားဖြင့်အချိန်90နီးပါးလောက်ကိုသူပြစ်လုပ်ထားတယ်။အဲ့တည်းရောက်မှာသူကလည်း90ရဲ့ဂိုင်းတော့24ချိန်လောက်က progressive carry ဖြစ်တာကိုသွားပြီးတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့ Manchester City မှာကျွန်တော်တို့ဒီ verticality ကိုကျွန်တော်တို့ passing အားဖြင့်ရောဒီ carrying အားဖြင့်ရောအထူးသဖြင့် carrying ဆိုလည်းဒီ ွင်းလေဒီကြောရုပ်ပေါ့နော်ဒီအလဲကြောကနေပြီးတော့တောက်ချောက်ဘောလုံးဆွဲပြေးတက်တာတွေကိုမြင်နေရတယ်ဒါမျိုးကကျွန်တော်တို့ပြီးခဲ့တဲ့ရှေ့ရာသီတွေပက်ကော်ရီလိုက်အသေးဟောင်းနေမှာကျွန်တော်တို့မြင်တွေ့ရခဲ့တဲ့အရာပေါ့နော်ဒီဒီဒီရိုင်းနာလို့ကစားသမားမျိုးဘောလုံးဆွဲပြေးပြီးတက်သွားရင်တော့မှဒီလေးရတက်တကယ် area ကနေပြီးတော့ပက်ကော်ရီလာ pass the ball pass the ball ဆိုပြီးတောက်ချောက်អော်နေတဲ့နီးပြဒါအဲ့တော့ဒီပြန်ပြီးတော့ချုပ်ဝိုင်းတော့ဒီ positional play မှာသူက ဘောလုံးတွေကို pass တွေနဲ့ဆိုတာတဲ့ pass တွေကိုလည်းသူသွားတော့သွားနေုံမဲ့အပြီးတိုင်းဆက်လို့ရတာတော့မဟုတ်ဘူးအဲ့တဲ့ chaos ဖြစ်တဲ့ action တွေကိုပို့ပြီးတော့ထပ်ပေါင်းထည့်လာတယ်ဆိုတာကိုကျွန်တော်တောက်ချက်ချလို့ရပါတယ်ပေါ့မှန်ပါတယ်ဒီရာဒီရာတိတိတာတာကိုသူတို့ရဲ့ကစားဟန်လည်းပြောင်းလဲလာတယ်သူခေါ်ယူတဲ့ကစားသမားတွေရဲ့ profile တွေလည်းဒါကြည့်ရင်သိနိုင်တယ်ပေါ့နော်သူပုံမှန်သွားနေကြပုံစံမျိုးမဟုတ်တော့ဘဲနဲ့ဒီ position တွေကိုသွားတာမျိုး ဒီဘောလုံးအရန်ကြီးကင်ထားတာမျိုးမဟုတ်တော့ဘူးပိုပြီးထိရောက်တဲ့ဘက်ကိုသွားလာတယ်ညီလေးပြောသလိုဒါကို parametric ကြတဲ့လက်တွေ့ဆန်တဲ့ဘက်ကိုသွားလာတယ်ဒီလိုလှုပ်ဖို့အတွက်လဲသူ့မှာလုံလောက်တဲ့ဒီသူ့မှာဖြည့်ဆည်းပေးနိုင်တယ်ဗောနော်သူ့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တယ်ကစားသမားမျိုးကရှိပို့လို့ဒီအပိုင်းမှာလဲဟာလန်ရှိနေခြင်းကသူ့အတွက်အားတကြတခုလို့မြင်တယ်ဗောနော်ဟာလန်ကျတော့အခုနောက်ပိုင်းကစားတဲ့ကစားဟန်နဲ့ပို့ပြီးလိုက်ဖက်ပြီးသူ့ရဲ့ကစားဟန်ကပို့ပြီးထိရောက်လာလို့လဲခံစားလို့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့လေညီလေးအမြင်လေးလေးပြောပြပါဦးအမှန်ပါတယ်ကိုဆိုကြီး ီခွင်းလဲပါကျွန်တော်တည်လိုက်တယ်ဆိုရင်အခုဒွန်နာရမရောက်လာတယ်ပေါ့နော်ဒွန်နာရမခုနပြောတဲ့သူ့ရှိမှာဂျွန်စတန်ရှိမယ်သူ့ရှိမှာရိုင်းဒါရှိမယ်သူ့ရှိမှာအားလိုက်လာရှိမယ်ပေါ့နော်အဲ့ဒီ၄ယောက်ရဲ့ဒီကြောယိုးကဒီ transactional play တွေအတွက်ကိုပို့ပြီးတော့အားကောင်းသွားစီတယ်ပြီးတော့ Manchester City ကဘောလုံးပိုက်ဆိုင်မှုတွေကိုအရင်မယူတော့ဘူးအရင်လို short volume နဲ့အရင်မများတော့ဘူးသူကဒီဒီ HC အပြင်ဆိုရင်တပွဲပြပြ1.5ရှိရနေပြီးတော့ twin goal တပွဲကိုပြပြ2-6စီလောက်ကိုရှာထားတယ်။ short အပြင်ဆိုရင်တပွဲပြပြအချိန်10ချိန်လောက်ပဲရှိတာကိုသွားတွေ့ရတယ် ဲ့တော့အရင်ယာစီတွေကဆိုရင်ဒီတပွဲပြပြ short ကအချိန်15ချိန်20အချိန်30ရာနေ29လောက်ရတာတဲ့ဒီ short တွေကိုတော့ short လာမယ်အဲ့ short တွေကဘယ်နေရာကံပါလဲဘယ်အချိန်မှာကံပါလဲဒီ short quality ပေါ့နော် high volume ဖြစ်တဲ့အခွင့်အရေးတွေကိုပို့ပြီးတော့အားကိုးလာတယ်အဲ့ဒါတွေအဆုံးသက်မှာတော့ခုနကကိုစိုးကြီးတင်ပြခဲ့လို့ပဲအလင်းဟာလန်ရဲ့အဆုံးသက်ဆွဲရေးပွဲကိုဖျက်ပြစ်လိုက်တဲ့ဆွမ်းရေးအပိုင်ခွင့်အရေးတွေအသုံးချနိုင်ဆိုရင်အဲ့ဒါကအရေးပါဆုံးအရာပါပဲမှန်ပါတယ်သူတို့ပြီးတော့ဒီ central zone ကိုတော်တော်လေး အပြုတ်လာလဲတွေ့ရပါဘောနော်ဒီနောက်ပိုင်းဆို Foden နဲ့ Riders ကို2ယောက်ကို4141ရဲ့ဒီ attacking back ကိုပိုအဦးစားပေးလာတဲ့နေရာမှာလဲတော်တော်အလုပ်ဖြစ်လာတယ်ပြီးနောက်အခုတော့မမေ့ထားမှာဒီတောင်ပန်ကနေပြီးတော့ဒိုဂူရဲ့စွမ်းစာပြီးတော့ဒိုဂူကအရင်လို dribble တွေပဲလုံနေပြီးတော့မအောင်မြင်တဲ့ပေးပို့မှုတွေလုံနေရမှာပေါ့သူရဲ့ dribble တွေပို့ပြီးထိရောက်လာတယ်အသင်းနဲ့ပို့ပြီးအသားကျလာပြီးသူနဲ့ပတ်သက်တဲ့ဒီထွက်လာတဲ့သတင်းလေးကတော်တော်လေးကိုဒီဒါရိုင်နဲ့ပတ်သက်ပြီးသူလေ့ကျင့်ရေးခွင့်ပါနော်တေချာကို detail ကိုသူပြင်ဆင်ထားရဆိုလဲ ကြားရတယ်ဆိုဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဒိုကူရဲ့ကစားဟန်ပြောင်းလဲလာတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ညီလေးအမြင်လေးပြောပြပါဦးအဲဒါလည်းခုနကစကားကိုပဲပြန်ကောက်ရရင်တော့ဖက်ဂွာရီယိုလာရဲ့ဖြည့်ထော့ပေးမှုတွေပေါ့နော်ဒီတောင်မန်ဆိုတောင်မန်နေရာမှာပဲနေဒီဘောလုံးတွေကိုဘောရီတန်ရှင်အတွက်ကစားကွက်အတွက်အချိန်ကိုပြန်ဆောက်နောက်ကပြန်တက်လာကစားသမားတွေကိုပြန်ဆောက်ဆိုတဲ့ဒီ ဒီ Jack Grealish လို့ပုံစံမျိုးတက် Doku ကိုသူခေါ်လိုက်တယ် Doku ခေါ်ပြီးတဲ့အချိန်မှာ Doku ကအရင် Rosen နေပေါ့နော်ပြီးခဲ့တဲ့ရာသီမှာဒီရာသီမှာဆိုရင်တော့သူ့ကိုလည်းဟို limitation လေးတွေပို့ပြီးပေးလိုက်တယ်လှုပ်ချင်တာလှုပ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ပို့ပြီး Main Benia တွေကိုဝင်ဝင်ခွင့်ရှိတယ်အချိန်နှီးချိန်ခါရဆိုတဲ့ပုံစံမျိုး Chaos ဘက်ကိုသွားတယ်ဥမာအနေနဲ့ဒီ Manchester United နဲ့ပွဲမှာဆိုရင်ဒီ Foden ရဲ့အဖွင့်ကိုဖြစ်တည်လာပုံမှာဆိုဒီ Doku Doku ရောက်နေတဲ့နေရာကသူ test line နဲ့မှမဟုတ်ဘူးဒီ central ရောမှဒီညာဘက်ချမ်းအောင်ရောက်နေညာဘက်ချမ်းကနေသူဘောလုံး ပြန်ချိုးပေးသွားတာဂျုံ၁၄လောက်မှာဘလုံးလာလက်ခံဆွဲပြေးသွားပြီးတော့ဘောက်ဆက်ဆွဲပြေးသွားပြီးတော့ဒီဖိုရန်ကိုအပိုင်းခွင့်ပြန်ဖန်တီးပေးခဲ့တာပေါ့နော်အဲ့ဒါကိုကြည်ချင်းအားဖြင့်ဒီဂွာရီယိုလာရဲ့အသင်းတွေမှာအသင်းပေါ့နော်ဂွာရီယိုလာရဲ့လက်ရှိမန်ချက်တာစီးတီးမှာကြောင်းလဲမှုလေးတွေစပြီးတော့မြင်တွေ့လာပြီဖြစ်တယ်လို့ဒီဒီယာဒီမှာပို့ပြီးတော့ဒါကဟို profile နေမှန်လာပြီပေါ့အဓိကအားဖြင့်ကျွန်တော်တို့မဖြစ်မနေထည့်ပြောရမှာကဒီပလင်ဒါပေါ့ပလင်ဒါကဒီလီဗာပူးမှာဒီ chaos ဖြစ်တာတွေနဲ့ဒီ chaotic football ပေါ့နော်အဲ့အဲ့ဒါနဲ့လုံးဝအကျွမ်းတင်ဝင်ကိုရှိလာခဲ့တဲ့ နီးပြတူလက်ထောက်နီးပြတူပေါ့ဒီနီးပြကိုခေါ်ခြင်းအပြင်ဂွာရီယိုလာကဘာတွေကိုတွားဖို့ကြံစီနေတယ်သူ့ရဲ့ positional play positional order မှာဒီ chaotic တွေကိုဘလို့ပေါင်းထည့်ပေါင်းထည့်မဲ့အစီအမံတွေကို calendar နဲ့အတူဖော်ဆောင်သွားမဲ့ဖော်ဆောင်သွားမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်သွားရမယ်ပေါ့ဒီ calendar ကိုတော့ကျွန်တော်တို့လုံးဝမေ့ခဲ့လို့မရဘူးမှန်ပါတယ်ဒါ jargon glow ရဲ့တကယ်ကိုလက်ယုံတစုဒါ jargon glow ထွက်သွားတဲ့အချိန်မှာ calendar ကိုကောက်ခဲ့နည်းနည်းတော့အံ့ဩသွားတယ်ပေါ့နော်သူဘယ်လိုပဲပြိုင်ဘက်အသင်းရဲ့ပြိုင်ဘက်နီးပြရဲ့တကယ်လက်ထောက်ကိုခေါ်ပြီးတော့ ဟိုသူလှုပ်လိုက်တဲ့ဟာမှာအခုညီလေးပြောသလိုပေါ့နောက်ထပ်မတူကွဲပြားတဲ့ဒီအရာတွေကိုလှုပ်ချင်လို့သူကိုခေါ်လိုက်တယ်ဆိုဒီပိုင်းနဲ့ပတ်သက်ပြီးနောက်ဆက်တွဲရောဘာတွေထပ်ပြီးရောဂါဒီယိုလာနဲ့ပတ်သက်ရင်ဘာတွေထပ်မြင်ရနိုင်ချေရှိလဲပလင်နာနဲ့သူတို့နှစ်ယောက်ရဲ့ဒီပူပေါင်းမှုမှာဘာတွေထပ်ပြီးရောပြည့်သက်တွေအတွက် ပေါ့နော်မတူတာတွေချပြအောင်မလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ညီလေးအမြင်လေးလေးပြောကြည့်အာဟုတ်ပါတယ်ခုနပြောသလိုပဲဒီပလင်တာရောက်လာတယ်ဒနာရမရောက်လာတယ်ရိုင်းဒါစ်ရောက်လာတယ်ပေါ့နော်ဟိုတကယ်တော့ပြီးခဲ့တဲ့ရာသီမှာပက်ကော်ရီလာပြောတဲ့စကားတစ်ခုရှိတယ်ပေါ့နော်အေးသူ့ကစားသူ့လက်ရှိသူ့အသင်းက modern football မဟုတ်ဘူး modern football ကိုကစားနေတာမဟုတ်ဘူးဒီ modern football ကိုကစားနေတာ Newcastle တို့ဘုံမောက်တို့ Liverpool တို့အဲ့အသင်းတွေဖြစ်တယ်ဆိုပြီးသူပြောတယ်တကယ်တော့အဲ့အသင်းတွေကိုပြန်ကြည့်လိုက်ရင်ကျွန်တော်တို့မှာဒီဘောလုံးမှာဂိုင်းခွဲတွေရှိတယ်ပေါ့နော်ဒီ order ကိုယ့်ရဲ့ဒီသင်ရချတာမှုဒီ tactical discipline ကိုအလုံးဝမဖောက်ဖျက်နဲ့ဆိုရယ်နီးပြားရှိတယ်ဒီ back corner ကဂိုင်းရှိတယ်တစ်ဖက်မှာလည်းဒီကစားသမားတွေရဲ့အဲ technical ability ကိုအမိပြုတ်ပြီးတော့အဲ့ဒါကိုလိုက်ဖြည့်ပြီးကစားတယ်အန်ချယ်လော့တီတို့အာဆင်ဗင်ဂါတို့လိုနီးပြားတွေရှိတယ်ပေါ့နော်အဲ့နှစ်ခုကကျွန်တော်တို့ကဟိုရေနဲ့စီလိုဖြစ်နေတယ် တရှိဘောလုံးရဲ့ဒီပရီးမီးယားလိမှာပေါ့အဓိကဥဆောင်နေတဲ့ trend ကိုကြည့်လိုက်မယ်ဆိုရင်ဒီ order နဲ့ဒီ chaos နဲ့ကိုပေါင်းဆက်ပြီးတော့ဒီပျော်ပျော်ကြီးပေါင်းဆက်ပြီးတော့အသုံးချနေတဲ့အဲဘောလုံးအသင်းတွေကိုကျွန်တော်တွေ့ရမယ်ခုနကပက်ဂရီလာကိုတိုင်းပြောသလိုပဲဒီဘုံမောက်တွေ Newcastle တို့ Liverpool တို့အဲဒါမဲ့ तू ကအဲ့ချိန်မှာ तू ကအဲ့အသင်းတွေရဲ့ model football ကို तू ဘာလို့လက်ခံလဲဆိုတော့ तू ကိုတိုင်းစလုပ်ခဲ့တာအဲ့ဒါကတကယ်တော့ဒီယာဒီမာမကျွန်တော်ခုနပြောလိုပဲ Donnarumma တို့ဒီ Rangers တို့ Palinda တို့နဲ့ဒီဝင်ယိုးဒီ profile တွေမှန်ခဲ့ပေမဲ့သူ့တရားကိုလုပ်ဖို့ကြံနေတာ၃နှစ်လောက်ရှိပါပြီ ဒီဒီကိုဘာချစ်ကိုခေါ်လိုက်တယ်ဆိုတာဒီ carry အရန်ကောင်းတဲ့ကစားသမားကိုခေါ်လိုက်တယ်ဒီ doc crew တို့ဒီ alin haland တို့နောက်ဆုံးဒီ matthew lunas တောင်မှာဒီ sporting list တို့မှာကြီးလိုက်မယ်ဆိုရင်ဒီ ball carry အရန်ကောင်းတဲ့ကစားသမားပေါ့နော်အဲအဲ့လိုကစားသမားကိုသူ wuba tan တော့အရင်ရောက်လိုက်သေးတယ်ပေါ့ဒီ hook ကနေထပ်ပြီးခေါ်လိုက်တယ် manchester city မှာအဲ့အဲ့ကစားသမားတွေနဲ့တဲ့ကသူအဒီဒီ order နဲ့ဒီ chaos နဲ့ပေါင်းနေဟာကိုကြံတော့ကြံကြံတော့ကြံနေလုံးတော့လုံးနေပြီဒါပေမဲ့ဟိုလွန်ဆွဲနေတယ်ပေါ့နော်ဒီ profile မှန်မှန်တာတွေဟို သွားတော့သွားနေခဲ့တယ်ဒါပေမဲ့အဆင်မပြေဘူးဆိုတာမျိုးသွားတွေ့ရတယ်အဲ့ဒီချိန်ကလည်းသူ့အတင်းအရန်အကောင်းနေရလဲပေါ့အရန်အကောင်းနေရတယ်ဖြတ်လို့မရတဲ့အနေထားမျိုးအောင်မြင်မှုတွေကလည်းတောက်လျှောက်ရနေတဲ့အခြေအနေမျိုးဆိုတော့ဒီလေးစကားလေးဆက်ပါအောင်ဟုတ်ကဲ့အဲအဲ့လိုမျိုးဂရိုဂန်တို့ဘာတို့လဲ तू လက်လွတ်ကြည့်ရပြီးတော့ तू ပြန်ခေါ်ရတယ်အရှိန်အောင်လွန်ဆွဲနေတဲ့ပုံစံမျိုးမှာဒီယာတီမှာတော့လုံးဝ तू ဒီယာကိုတထစ်ချသွားရမယ်ဆိုပြီးပလင်တာကိုခေါ်လိုက်တယ်အဲ့တော့ဘာတွေထပ်ပြီးတော့ ပြောင်းလဲတာကိုတွေ့ရမလဲဆိုရင်ကျွန်တော်တို့ person profile အရာလဲကျွန်တော်တို့ဒီ query line ပြောင်းလဲမှုကိုခြေရာကောက်ကြည့်လို့ရတယ်ပေါ့နော်ဒီ person profile မှာဆိုရင် Manchester City ကပုံမှန်အားဖြင့်ဆိုရင်ဘောလုံးပိုင်ဆိုင်မှု60 90ပတ် query line အသင်းကြီးအဲ့လိုရှိတဲ့အသင်းကြီးဒါတဖြည်းဖြည်းနဲ့ယာတီလိုက်မှာသူ့ရဲ့ ball position ကရော့ကျလာပြီဒီယာတီမှာသူတပွဲပြတ်မြအဲ55 50 55လောက်ပဲရှိတော့တယ်ပုံမှန်အသင်းသင်းနေဆိုရင်ဒါ ball position ကမဆိုးဆိုတဲ့အနေဒါဒါပေမဲ့ပတ် query line ရဲ့စံနဲ့ရှင်လာရင်တော့ဒါ ball line ကိုရှော့ချလာပြီသူတို့ position တစ်ခါ regaining ပြန်ဖြစ်သွားရင်သူ့ရဲ့ဘောလုံး sequence pass တွေက9ချိန်6ချိန်လောက်ပဲသူပုတ်တော့တယ်9ချိန်6လောက်ပဲပေးပြီးတော့အရှိကို progressive pass ပေးရင်ပေးမပင် carry ရင်လောက်သွားမယ်အဲ့ရနေပြီးတော့ကျွန်တော်ဘောလုံးတွေပြန်ဆုံးရှုံးနေဆိုတော့ပုံစံမျိုးကိုလည်းမြင်တွေ့လာရတယ်အဲ့ဒီပြင်မှာ passing တွေမှာကျွန်တော် circulation ပေါ့နော်ဘောလုံး circulation ဆိုတာဒီဘေးလိုက်ပေးဖို့မှုလေးတွေဒီအနောက်ကိုပေးတာလေးရှိတယ်အဲ varilla အသင်းမှာအဲ့ဒါကိုကျွန်တော်အမြဲတမ်းတွေးကြရတယ်ပေါ့အဲ့တော့ဘောလုံးပါကဒီ possession without penetration ဆိုရင်တော့ အဲ့လိုစကားရှိတယ်ပေါ့နော်ဒီ possession ဘောလုံးမဆိုင်မှုရနေပြီးတော့ penetration မရှိရင်ဘာမှဟိုရှိအောင် impact မရှိဘူးဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့ဒါကိုတော့ဒီရာဒီမှာ back guardiola တေချာလေးပြောင်းလဲလာတာကိုတွေ့ရတယ် first day ကိုကျွန်တော်တို့ဘေးလိုက်ပေးဖို့မှုတွေနောက်ပြန်ပေးဖို့မှုတွေအရှိကိုပေးဖို့မှုတွေသူခွဲလိုက်မယ်ဆိုရင်ဒီ back guardiola ရဲ့အတင်းဒီမှာတပွဲပြင်းမှာရှေ့ကိုပေးဖို့တဲ့အချိန်အတွက်ကအချိန်140လောက်ရှိတယ်ဘေးလိုက်ပေးဖို့မှုကအချိန်160လောက်ရှိတယ် အဲ့ gap က20လောက်ပဲကွာတော့တွေ့ရပုံမှန်အားဖြင့်တော့ဒီဘေးဒိုက်ပေးပုံမှုတွေအရန်များပြီးတော့ forward pass ကအရန်နေတဲ့အသင်းပေါ့နော် Manchester City မှာတေချာမှအရှိကိုပေးတယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးမြင်တွေ့ရတယ်ဒီ back pass ဆိုလည်းတအချင်း80လောက်ပဲရှိတော့တာကိုကျွန်တော်တွေ့ရတယ်အဲ့ရှိကိုပေးတာရောဘေးကိုပေးတဲ့ pass တွေရောအနောက်ကိုပေးတဲ့ pass တွေတော့မှာရောအောင်မြင်မှုရာဂိုင်းတော့ကလည်း80ကျော်ရာဂိုင်းနှုန်းလောက်ထိရှိတာကိုသွားပြီးတွေ့ရတယ်ဒါကတော့ဒီ passing profile နေပြီးတော့ variable ရဲ့ပြောင်းလဲမှုကိုကျွန်တော်ခြေရကောက်မိလို့ရတဲ့အရာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါပြောင်းလဲမှုကတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာလို့တော့ ပြောလို့ရတယ်ဆိုတော့ဒီလက်ကြံရသည်မှာသူတို့ဘယ်လောက်ထိထပ်ပြီးတော့ဗောနော်လောက်ပြရမလဲအခုလောလောဆယ်မှာသူတချို့ကစားသမားတွေဆိုရင်ဒါမမွတ်ရှုလုံစားမှမျိုးဆိုဒဏ်ရာကြောင့်ကောင်းကောင်းအပြည့်အဝဝကစားခွက်မရသေးတော့သူ့ရဲ့သွားကျင်တဲ့ system မှာတချို့အရာလေးတွေမှာ anchor ရာလေးတွေရှိကောင်းရှိနိုင်တယ်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာများဖြစ်ဆက်ပြီးတော့ guardiola ရဲ့ဒီလက်ကြံအနေထားတွေဒီဒီရာဒီဗောနော်သွားနေတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်အဟုတ်ကဲ့ပါကိုစိုးကြီးဒီရာဒီမှာ manchester city ကဒေါနာရမမရောက်ခင်အထိမှာကိုစိုးကြီးသင်ပြခဲ့သလိုပဲ၃ပွဲကစားပြီးမှ၂ပွဲရှုံးတယ် ဒါမဲ့ဒေါနာရမရောက်လာပြီးတဲ့အမန်ဆာစီးတီးကရလက်တွေတောက်လျှောက်ကောင်းတယ်အခုပရီးမီးယားလိတည်သက်မှာဆိုလဲအဲ၄ဘွဲ9တဘွဲ3နှစ်ဘွဲရှုံးနဲ့ဒီထိတ်ဆုံးကအာဆင်နယ်နဲ့၃ဘွဲအကွာအနေထားကိုရောက်ရှိလာတယ်ပေါ့နော်အဲ့တော့ဒီလက်ရှိဒီ order နဲ့ဒီ position နဲ့ order နဲ့ chaotic football နဲ့ပေါင်းစပ်မှုကလုံးဝကို trend ဖြစ်လာတယ်ကျွန်တော်တို့ဒီဟိုတင်စားပြီးပြောရမယ်ဆိုတော့ဒီ howard ဆိုတဲ့သုံးတက္ကသိုလ်မှာဒီ market သွေးနှောတယ်ပေါ့နော်ဒီတာမန်လူကနေလူတဦးနဲ့ဒီစုံတဦးနဲ့ပေါင်းဆက်ပြီးမွေးဖွားလာတဲ့ကလေးကိုကျွန်တော်တို့သွေးနှောသူဆိုပြီးခေါ်ကြတယ်အဲ့ဒါမှာဒီစလီသရင်းအဆောင်ကဒီဒီဗိုဒါမွန်နောက်လိုက်တော့ဒတ်အီတာတွေဆိုရင်ဒီမက်ကက်သွေးနှောတဲ့ဒီစုံတွေကိုအရန်ကိုသူတို့ကပယ်တယ်ပေါ့နော်လုံးဝအထင်သေးတယ်ပေါ့အာဒါဟိုလုံးဝစုံစစ်စစ်သွေးဖြစ်ရမယ်ပေါ့အဲ့မှာဒီ အစီဘာစနိတ်ဆိုတဲ့ဒီ slitrin ဆောင်ကဓာတ်အီတာတယောက်ကဒီသွေးနှောတဲ့ဥစ္စာကိုအရန်ဂုံယူတယ်သူရဲ့ဒီ potion ဆက်ချက်မှာဆိုရင် hablet print ဆိုပြီးတော့သူကရေးသားခဲ့တယ်အဲ့ဒါကိုဒီဘောလုံးကဘာနဲ့ပြန်ချိတ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဆုံးစစ်စစ်သွေးတွေကိုကျွန်တော်တို့ကဒီ order ဆိုပြီးကျွန်တော်တို့ထားလိုက်လို့ရတယ်မကက်သွေးနှောတဲ့ဟာကို chaos ဆိုပြီးပေါင်းတက်လို့ရတယ်အဲ့နှစ်ခုကိုပေါင်းဆက်ပြီးသွေးနှောမင်းသားဆိုပြီးတော့ ဒီ cyber snake ကဖြစ်လာတယ်အခုအဲ့ဒီ twin node ပြီးမြလီမှာဒီ order နဲ့ KO နဲ့နှော့ရောနှော့ပြီးတော့ပေါင်းဆက်ပြီးတော့ဒီ low block တွေ mid block တွေကိုဒီ one versus one scenario တွေနဲ့ထိုးပေါက်နေတဲ့ fashion က premier league ရဲ့ fashion တစ်ခုဖြစ်လာတယ်အဲ့ဒီနောက်ကိုပက်ကွာရီယိုလာကအရင်တော့ခြေလှမ်းလှမ်းခဲ့တယ်ဒါပေမဲ့ profile ဒီပမာန်တဲ့အချိန်မှာသူကခြေလှမ်းနောက်ကျသူတော့ဖြစ်သွားတယ်ဒါပေမဲ့ဒီရဒီမှာပလင်တာရောက်လာပြီးတော့ဒီ fashion ကိုလုံးဝ premier league မှာတွတ်တွဲလာပြီးတော့သူ့အသင်းကလုံးဝမှန်းဆလို့မရတဲ့ပုံစံမျိုးအထိ ကောင်းကောင်းလာနိုင်တယ်သူ့မှာငကို professional player လည်းအရန်ကောင်းပြီးသားဒီဟာကို chaos လေးတောင်းဆက်လာတယ် limitation တွေကိုကစားသမားတွေကိုဖြည့်လျှော့ပေးလာတာရှိတယ်အဲ့အတွက်ဒီရာသီ Manchester City ကဟိုတိုက်တယ်အတွက်လုံးဝကို short တွက်လို့မရတဲ့အသင်တသင်ဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်ယူဆမိပါတယ်ကိုစိုးကြီးမမာတဲ့အခုလို့ Guardiola နဲ့ပတ်သက်တဲ့အမြင်လေးတွေကိုပြည့်ပြည့်စုံစုံတင်ဆက်ပေးခဲ့တဲ့ဒါညီလေးကောင်းသိပ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကိုစိုးကြီး ဟုတ်ကဲ့ပါအခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Guardiola နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ပြောင်းလဲလာတဲ့ ideology နဲ့ပတ်သက်ပြီးတော့ DRC တို့ရဲ့အသင်းပေါ်မှာအမြင်လေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုကျွန်တော်တို့ရဲ့တင်ဆက်မှုလေးကိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်